ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစည်းအဝေးကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီညကနေပြီးကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အဲဒီနေ့ဒါကျွန်တော်ပထမဦးဆုံးဒါကျွန်တော်တို့ဒါကျွန်တော်မနေ့စောစောစီစီပုံပထမဦးဆုံးမဟုတ်ဘူးဒါကျွန်တော်ပွဲပြီးသုံးသက်ချက်ကျွန်တော်တင်ဆက်ပေးခြင်းနဲ့ဒါကျွန်တော်ဒီတစ်ပတ်မှာဒါကျွန်တော်လက်ရှိ Champion League ရဲ့ဒုတိယညများတော့ပြီးဆုံးသွားခဲ့ပြီအဲဒီတစ်ပတ်ကျွန်တော် Champion League ကျွန်တော်အဓိက၃ပွဲကြည့်ခဲ့တယ်ပေါ့နော်အဲ Real Madrid နဲ့ Juventus ပွဲတော့ကျွန်တော်မကြည့်ခဲ့ဘူးဒါကျွန်တော်တို့ Chelsea နဲ့ Eintracht Frankfurt ပွဲကြည့်ခဲ့တယ်။ဒါကျွန်တော်စပါနေတာကျွန်တော်တို့အဲ Monaco နဲ့ပွဲစဉ်ကြည့်ခဲ့တယ်။ဒါကျွန်တော် Chelsea နဲ့ IS ပွဲစဉ်ကျွန်တော်အပြည့်အဝကြည့်ဖြစ်ခဲ့တယ်။ဘောနော်သုံးပွဲလုံးကိုတပြိုင်တည်းကျွန်တော်မနေ့ပြောမှဆိုလက်ရှိဒါဒီနေ့ညကျွန်တော်ခကြီးကဒါနောက်တစ်နေ့ရာကိုမသွားခင်မှာမနေ့ပြောတော့ AE တော့မဟုတ်အောင်ဒါမနေ့ကျရင်နောက်တစ်3နိုင်4နိုင်လောက် AP ချက်ချင်းပြန်ထပြီးတော့ထပ်ပြီးသွားမှာဖြစ်တော့ကျွန်တော်ကျွန်တော်ဒါလူကတော်တော်လေးလက်နေဘောတော့ဒါကျွန်တော်စကားလေးတွေ ပြောတာလေးနင်းမိုင်းတော့ခွက်လို့ပဲပေါ့နော်ဒီနေ့ပွဲစဉ်မှာဒါလစ်ဗာပူးအသင်းအတွက်တကယ်ကိုဒါကျွန်တော်လိုအပ်တဲ့နိုင်ပွဲတစ်ပွဲဖြစ်ခဲ့တယ်လို့ပဲပြောလို့ရမယ်တော့ပါတယ်ဒါအောင်လစ်ဗာပူးပြိသက်တွေကဒါဆောဆစီပြိသက်တွေကဒါကျွန်တော်ယင်ထိတ်အောင်လုသွားခဲ့တာလေးရှိသေးတယ်ဒါလစ်ဗာပူးသိနေတာဒီနှစ်မှာမထူးဆန်းတဲ့ပုံစံမျိုးဆန်ဆန်အတွင်းကိုဒီကိုဆက်လက်ပြီးပေးနေရဆဲဖြစ်တယ်ဒါ front fan အနေနဲ့ကျွန်တော်လက်ရှိ counter ဒါကျွန်တော် transition counter pressing တွေကတဆင့်ဒါကျွန်တော်တို့အာ Christian တယောက်ဒါကျွန်တော်ကိုသွင်းဝင်ရခဲ့တယ်အဲ့လုံကတော့တိုင်ထိပ်ပြီးကိုဝင်သွားတယ်ကျွန်တော်ဘာမှလုပ်လို့မရဒါပေမဲ့ ်လက်ရှိမှာပြန်ကြည့်ခဲ့မယ်ဆိုတော့ဒီနေ့ပွဲစံမှာလစ်ဗာပူးအသင်းရဲ့ဒါကျွန်တော်တို့ခံစစ်ပိုင်းကလေးဒါကျွန်တော် counter pressing မှာတစ်ချက်တစ်ချက်တိုင်ပတ်ခဲ့တာကိုတွေ့ရမယ်ဒီမှာပါတယ်ဒီနေ့ပွဲစံမှာဒါ Jeremy Frimpong စောစောစီစီဒန်ရန်ရသွားခဲ့တာဖြစ်ခဲ့ပြီးတော့သူအနေနဲ့ဒါကျွန်တော်စောစီလူစားလိုက်ခဲ့တယ် Connor Bradley ဝင်လာခဲ့တာဒီနေ့ပွဲစံမှာတော်တော်လေးကိုမှန်ကန်နဲ့ဝင်စားမှုလို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်ဒါပြောချင်တာလည်းရှိမှာ Connor Bradley ဝင်လာတဲ့အချိန်မှာ Robinson ရဲ့ attacking threat ကတော်တော်လေးကိုမှိုက်သွားခဲ့တယ်လို့ပြောရတယ်အဲ့တော့ဒီနေ့ပွဲစံမှာတကယ်ကိုဒါမဖြစ်မနေချီချူးခြင်းတာကတော့ Hugo Ekitiki ဒါဒီနေ့ပွဲစံမှာ Ari Slot အနေနဲ့သူ့ဒါပရိသတ်တွေ down ောက်ဆိုနေတဲ့ပုံစံအတိုင်းကျွန်တော်ဓာတ်တိုက်စစ်မှု၂ရောက်ပုံစံမျိုးကောင်းကောင်းကြီးပို့ထွက်လာခဲ့တယ်။ဒီနေ့ပုံစံမှာဒါကြောင့်လက်ရှိမှာအာနီစလော့အနေနဲ့ရှေ့ရှေ့လင်းလင်းပါပဲ442ပုံစံမျိုးဒါဖလက်ပုံစံမျိုးကင်းကင်းရှင်းရှင်းကိုထွက်လာခဲ့တယ်။ဒီနေ့မှာပြည်သက်တော်များမြင်နေတွေ့ချင်နေကြတဲ့ပုံစံမျိုးဆက်ဆံအကုန်လုံးထွက်လာခဲ့တော့ဒီနေ့ပုံစံမှာဒါဆော့ဆီစီဖရန်ဖတ်ရဲ့ဒါကျွန်တော်တွင်ကိုကိုပေးလိုက်ခဲ့ရပြီနောက်ပိုင်းမှာလက်ရှိမှာတော်တော်လေးကိုဒါကျွန်တော်လစ်ဗာပူးတင်ပြရာခတ်သွားတယ်။လစ်ဗာပူးတင်ပြရာခတ်သွားတဲ့အချိန်မှာလစ်ဗာပူးတင်ဒီနေ့မှာဒါကျွန်တော်အကောင်းဆုံးပြန်လိုက်ဖို့အတွက်အကြီးအကျယ်ကြိုးစားခဲ့တာကိုတွေ့ရမယ်။သူ့ပြည်မဲ့တော်ညာတဲ့ဒီနေ့မှာကျွန်တော်အခက်တွေ့ခဲ့တဲ့ moment တွေရှိခဲ့ပြီးမယ်။ဒီနေ့မှာဒါကျွန်တော် တော့တစ်ဖက်အသိရတာတစ်ခါကျနားလေရခက်တာလေ iTran Prefect အနေနဲ့ဘာကြောင့်မလို့အလွန်ကျွံ pressing လုပ်လဲဆိုတော့နားလေရခက်တယ်ဒီနေ့မှာ iTran Prefect အလွန်ကျွံ pressing လုပ်ရနေပေါ့ဒါ Robertson အကွက်မြင်မြင်ဖန်တီးပေးမှုကတစ်ဆင့် Hugo Digi Luko Hugo Igi Digi လွတ်လွတ်ကျွတ်ကျွတ်ကြီးကိုဆွဲပြေးသွားခဲ့တယ်တစ်ဖက်နောက်လည်းနေကို AAC ချန်လက်ကပြီးဒါကြောင့်တစ်ဖက်ကိုသမောက်ကိုဒါကျွန်တော်တို့ AAC ကြော်ပြီးတော့ဒါကျွန်တော်တို့ လိမ့်ပေါ်နဲ့ AC တွင်းသွားခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေ့ပုံစံမှာလုံးဝ game changer လုပ်ခဲ့တာ EG DG လို့ပြောလို့ရမယ်ဒီမှာပါတယ်ပြီးတော့ဒီနေ့ပုံစံမှာကျွန်တော်အတွက်တကယ်ကိုဒါမှစုံမနစ်ကြိုးစားခဲ့တဲ့လူတယောက်ပြောပါဆိုတော့ဆိုဖို့ပဲဆိုဖို့လက်ရှိတာကျွန်တော်ခြေစွမ်းတွေကတကယ်ကို impact ကြီးမားခဲ့တယ်လို့ကျွန်တော်နေမြင်တယ်လက်ရှိမှာ Florian Riz ရဲ့ဒီနေ့ပုံစံရဲ့ confidence ကိုလည်းဆိုဖို့ဘက်ကပဲညှင့်တင်ပေးခဲ့တယ်လို့ပြောလို့ရမယ်ဒီမှာပါတယ်ဒီပုံစံတန်းတာအနေနဲ့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုတာကျွန်တော်ဆိုဖို့ slide ကတကယ်ကို impact ကြီးမားတဲ့ကစားသမားတယောက်လို့မြင်တယ်ဒါကျွန်တော်ဝုန်းဝိုင်းဖြစ်သွားတဲ့အချိန်မှာလာ Liverpool အသင်းရဲ့ set piece တွေကနှလုံးဆက်ဝုန်းနိုင်ဝုန်းနိုင်ဆက် ဒါဝန်နဲ့ဝန်နဲ့ဂူပြန်သွင်းသွားခဲ့တယ်။ဂူသွင်းသွားချိန်မှာဒါကျွန်တော်ဗန်ဒိုက်ဗန်ဒါကျွန်တော်ပထမအုပ်သွင်းတာဂူနဗာဂျေဗန်ဒိုက်တွေနဲ့ဗာဂျေဗန်ဒိုက်ဟက်ဒါရတကယ်ဘူးလက်ဟန်နာဆန်ဆန်ဖြစ်ခဲ့တယ်။ဒါပြေးပို့သွားတယ်ပြေးပို့မှုကလည်းကျွန်တော်ထင်တယ်အန်ဒီရောဘင်ဆန်ပေးတာထင်တယ်မဟုတ်ဘူးဘူးပြေးသွားတယ်ကျွန်တော်ဒါကော်နာကဲဘူပီးရတယ်ကျွန်တော်ခုနကပြောတော့နည်းနည်းလင့်လို့ကျွန်တော်ခွင့်လွှတ်ပေးအဲ့တော့ကော်နာတစ်လုံးပြေးလိုက်တယ်ဒါကျွန်တော်တို့ဗန်တိုက်ရဲ့ခေါင်းတိုက်ချက်ကြီးကတကယ်ကိုစောက်ရမ်းလံပြန်ထွက်နေတဲ့ခေါင်းပြတ်ချက်ကြီးလို့မြင်တယ်မမေရတာကျွန်တော်လက်ရှိအေဗာတန်အသင်းနဲ့ဒါကျွန်တော် ပွဲစဉ်မှာဒါကျွန်တော်တို့ဗန်ဒိုက်တွင်းသွားတဲ့တွင်းကိုဆက်ဆံပုံစံမျိုးကိုတွေ့ရမယ့်တွေမှာပါတယ်ပေါ့ဒါလည်းရှိမှာအက်သလက်တီကိုမက်ထရစ်မှာလည်းဗန်ဒိုက်ကဲခဲ့လို့လက်ရှိဒီနေ့အိုက်ထရန်ဖရက်ဗန်ရဲ့ပွဲစဉ်မှာလည်းဖရက်ဂျီဗန်ဒိုက်ကလည်းကဲတင်ပြီးခဲ့တယ်တွေ့ရမယ်ဒါဒီညမှာဒါကျွန်တော်လေဘူးတဲ့ကွန်ပိုကျွန်တော်တို့ဒါမူမန်နဲ့တခုဆွဲတင်သွားခဲ့ပြီးကူနာတီကပဲဒီလိုဒါကျွန်တော်လက်ရှိဆိုဘူစလိုက်ရဲ့ပေပူမူဝါဒစက်ဒါကူနာတီလည်းခေါင်းတိုက်တွင်းကိုဒါကျွန်တော်အကော်နာရသွားခဲ့တယ်ပေါ့အဲ့တော့လက်ရှိမှာ3-1ဖြစ်သွား3-1ဖြစ်သွားချိန်မှာဒါကျွန်တော်တစ်ဖက်ကဒါဆွတ်ဆက်ပြီးတတန်ဘူးချိန်တဲ့ချိန်မှာဒီနေ့ပွဲစဉ်လောက်ရှက်တာလုံးဝကိုလူအပ်နေတဲ့ Florian Ritz ရဲ့ပေပူမူတွေကိုတွေ့ခဲ့ရတယ် ယ်ဒါပထမအောင်ဆုံးဒါကျွန်တော် following race ပထမအောင်ဆုံး people မှုရဲ့တကယ်အရေးကြီးဆုံးလူတစ်ယောက်ကဆိုဖို့ slide ပဲဆိုဖို့ slide ရဲ့ true ball ကတော်တော်လေးကိုဆောက်ဆရာကြာခဲ့ပြီးတော့ဒါ following race ရောက်သွားတယ် following race တွေကျွန်တော်ပါလာခဲ့တဲ့ Cody Gag ကိုအတားအယာမျှော့ထုတ်ပြီးလိုက်တဲ့အချိန်မှာဒါပြီးသွားခဲ့တယ်ဒုတိယသင်္ကေတလည်းဆိုဖို့ slide ကိုတိုင်းအရန်ကောင်းသွားခဲ့တယ်ဖြစ်တယ်ဒါ following race ရဲ့ pass ကတော့ဖြည်းဖြည်းချင်းပဲကျွန်တော်က normal pass တော့ပဲရှိခဲ့ပေမဲ့ဒါဆိုဖို့ slide နဲ့လက်ရှိမှာဒါသူ့ရဲ့သင်္ကေတကတော်တော်လေးဖြစ်အဲ့တော့ဒီနှစ်မှာတော့ကျွန်တော်လက်ရှိ Liverpool ရဲ့အကောင်ဆုံးကစားသမားကိုလက်ညှိုးထိုးပြမယ်ဆိုတော့ဆိုဖို့ slide လို့ပဲပြောမယ်ဒီမှာပါပါတယ် Liverpool တင်ဒီနှစ်ပွဲစ ယ်နိုင်ဘွားတကယ်ကိုရလက်ပိုင်းရထိုက်တယ်ငယ်တဆင်မကောင်းတစ်ခုကလည်းချိန်မှာဒါ iset တယောက်ကလွင်ရောကျန်တဲ့လူအကုန်လုံးက performance ပိုင်းရတကယ်ကိုချစ်ချူးစွာနဲ့တကယ်ကိုလွတ်ပြခဲ့တဲ့ပွဲစဉ်တစ်ပွဲလို့မြားမယ်တော့မထင်ဘူးနောက်တစ်ပွဲကလက်ရှိမှာဒါကျွန်တော်တို့ Chelsea နဲ့ဒါကြောင့် IS နဲ့အဲ့တော့ Chelsea နဲ့ IS တဲ့ပွဲစဉ်မှာဒါအနီကအကြောင်းပြောအနီကကလုံးဝပေးတဲ့အနီကပဲတစ်ဖက်ရတဲ့ကြောင့်ကစားသမားကဒါကျွန်တော်တို့လက်ရှိမှာဥပဒေပါပြင်ဆက်ဆန့်ဒါကျွန်တော်တို့ချိုးခဲ့တယ်ပြီးတော့ကျွန်တော်တို့သူ့ရဲ့ဒါကျွန်တော်တို့တစ်ဖက်ကစားသမားရဲ့ခြေထောက်ကိုလူပြီးဝင်သွားတဲ့အချိန်မှာကျွန်တော်တို့သွားကျွန်တော်တို့တိလိုက်တယ် replay ပြန်ပြတဲ့အချိန်မှာတိလိုက်သွားပြီအဲ့ဒါနေပြီဒါခင်ဗျ VR ကလည်းတော့ကြည့်ရချင်မှာဘယ်လောက်မြင်လဲခင်ဗျ ခါတည်းအဲ့လိုမျိုးဖြစ်ရမှာပေါ့နော်အဲ့ကျွန်တော်ကပုံစံတစ်ဖက်အသင်းဒါဘယ်လိုပုံစံမျိုးသွားမလဲဆိုတာကိုဒါကျွန်တော်တို့ချက်စီဘက်ကနေဒါတစ်ခါလေးရိုက်ချိုးပြီးသားဖြစ်သွားတယ်ချက်စီတင်းနဲ့ဒါကျွန်တော်တို့ဘယ်လောက်မှမကြတဲ့အချိန်မှာဒါကျွန်တော်တို့ဂါကြီးရဲ့တင်ကူနဲ့တူတယ်ကျွန်တော်တို့ဦးဆောင်သွားခဲ့တယ်ဦးဆောင်သွားတဲ့အချိန်မှာလက်ရှိမှာဒါကျွန်တော်နောက်ထပ်ဒါကျွန်တော်တို့ကိုင်စီရိုရဲ့ကန်ချက်ကတစ်ဆင့် deflection ကတစ်ဆင့်2-0ဖြစ်သွားတယ်ဒီနေရာမှာဒါကျွန်တော်တို့နည်းနည်းလေးယင်ခေါအောင်ချက်စီပြိတ္တတွေကိုလှုပ်ပြီးတော့ IS ရဲ့ဒါကျွန်တော် penalty တွင်းကိုလုံးရသွားတယ်အဲ့တော့2-1ဖြစ်သွားတယ်2-1ဖြစ်သွားတဲ့အချိန်မှာဒါကျွန်တော်လက်ရှိ Enzo Fernandez ရဲ့ penalty ရတယ်အဲ့တော့ Fernandez ရဲ့ penalty ကြောင့်ပြောလက်ရှိမှာဒါ walkout ကဒါဘောလုံးထိရဆိုပေမဲ့ဒ တကယ်တော့ workhouse ရဲ့ဒူကောင်ကြီးอ่ะဒါကျွန်တော် Enzo Fernandez ရဲ့ကျွန်တော်6ယောက်ကိုတွတ်ထိသွားတဲ့အတွက်ကြောင့်မို့ဒီ penalty ကတော့ပေးတဲ့အနေထားမှာရှိတယ်။လက်ရှိမှာ Chelsea အသင်းဒီနေ့ပွဲစဉ်မှာရခဲ့တဲ့ penalty နှလုံးက100%ရခဲ့တဲ့ penalty တွေဖြစ်ပြီးတော့ workhouse penalty ကကျွန်တော်ဒါအမှန်တိုင်းပြောကျွန်တော်နည်းနည်းလေးလစ်နေကျွန်တော်မသိပြီးမှတ်မှတ်မိဘူးဒါကျွန်တော်ခွင့်လွှတ်ပေးပါဘော။အဲ့တော့လက်ရှိမှာ Enzo Fernandez က Estavio ရခဲ့တဲ့ penalty က100%လုံးဝလုံးဝလုံးဝကို ကြောက်ကိုရာတင်နေတာကျွန်တော်တို့တင်ကိုရဖြစ်တယ်အဲ့တော့ဒီနေရာမှာလုံးဝတော့ကျွန်တော်လုံးဝ see off လုပ်ခဲ့တာ George ဖြစ်ခဲ့အဲ့တော့လက်ရှိမှာတော့ကျွန်တော် Enzo Mures ကလက်ထက်မှာတော့ကျွန်တော်နိုင်ပွဲတောက်လျှောက်ပြန်လဲပြီးတော့ဆက်လာခဲ့တယ်ဒါလက်ရှိတော့ကျွန်တော်နောက်ဆုံးပြိုင်ပွဲဘယ်နှပွဲဆက်လဲဆိုတော့ကျွန်တော်တို့ကလည်းနိုင်တော့အာ ကျွန်တော်တို့ချက်စီးတင်ကနောက်ဆုံးပြိုင်ပွဲဆုံး၄ဒါလည်းဆို၄ပွဲဆက်နိုင်ပွဲဖြစ်လာအခုလည်းရှိမှာဒါကျွန်တော်တို့တန်တက်တဲ့ဆန်နာလန်ဆိုဒါကျွန်တော်၅ပွဲဆက်နိုင်ဖို့အတွက်လက်ရှိမှာခွေးကောင်းနေခဲ့တယ်ချက်စီးတင်ကလည်းဆန်နာလန်ကိုသူတို့ရဲ့အိမ်ခွင့်မှာရင်ဆိုင်ပြီးတော့လက်ရှိခြေစွမ်းအားဖြစ်တော့ချက်စီးတင်နိုင်ဖို့အတွက်ရာဂိုင်လုံးနေပုံများဒါပေမဲ့ဒီနေ့ပွဲမှာကြည့်အောင်ချက်စီးတင်နဲ့တကယ်လို့ကျွန်တော်တို့လက်ရှိမှာသူတို့ဟာတယောက်ယောက်အသင်ကိုရင်ဆိုင်နေရတဲ့အသင်ပြပြီးလုံးဝလုံးဝအဖက်အသင်ကိုဝုန်းတိုင်းကြီးကြဲကြဲပြားခဲ့တော့ကျွန်တော်ချီးကျူးတယ်လွန်ဖြစ်တယ်ဗျာလက်ရှိမှာတော့တစ်ဖက်ကအသင်ကနီနေလို့အင်ညောင်အင်ညောင်လို့ဆိုချက်စီးတင်နဲ့လက်ရှိမှာသူတို့နဲ့ဂိုးလိုတယ်ချန်ပီယံ ဒီမှာတို့နေအမှန်များများလူချင်တယ်လက်ရှိမှာဒါကျွန်တော်ချက်စီးတင်တယ်ဒီနေ့ပွဲစဉ်ရဲ့ GD ကြောင့်မို့လက်ရှိမှာဒါကျွန်တော်တို့ total +3 ဖြစ်သွားပြီ +3 ဖြစ်သွားတာကြာတော့ရမှတ်6မှတ်နဲ့တူဒါလက်ရှိမှာတော်တော်လေးအခြေအနေကောင်းသွားခဲ့တာတွေ့ရမှာအဲ့တော့ချက်စင်းတဲ့ဒီနေ့ပွဲစဉ်ရဲ့သူတို့ရဲ့ goal difference ကိုပြန်ပြီး cover လုပ်နိုင်ခဲ့တဲ့ immediate မှာကောင်းတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ချက်စင်းတဲ့ဒီနေ့ပွဲစဉ်မှာလည်းတာဝန်ချီးခဲ့တယ်ပေါ့တော့ဒါလက်ရှိမှာ premier league အသင်းအကုန်လုံးနီးနီးတာဝန်ချီးတဲ့အချိန်မှာဆောက်လုပ်မလုပ်တဲ့အသင်းတစ်သင်းရှိတယ်အဲ့တော့ down host ပါတယ်မယ်ဒီနေ့ပွဲစဉ်မှာ line up track ကလေးကကျွန်တော်သိတယ်တခုခုလွဲတော့မယ်ဒီနေ့ပွဲစဉ်မှာလေး spark ခမခမပြောပြောရမို့ဒီ goal သမားလေးဒါလက်ရှိမှာဒီဒီတစ်ပတ်ရတာကျွန်တော်တို့ကျွန်တော် champion league ပြည့်အပွဲတွေပြည့်တော့မကြည့်ဘူးပေါ့နော် champion league အကောင်းဆုံး goal သမားစုဒီဘက်မှာတေချာတယ်ဗက်ကာရီယာမှာတစ်ဖက်ကအပိုင်လုံးကြီးပဲမရှိဘူးဆိုလေးလုံးနဲ့ငါးလုံးရှိခမဗက်ကာရီယို ပုတ်တာပုတ်တယ်ရှေ့ပွဲမှာငတလွဲထောက်လာမသိဒီပွဲမှာဗက်ကာရီယို ကောင်းချက်ကလက်လက်နဲ့ဒါပေမဲ့နီးပြအောင်မိကုန်ထောက်မှာဒီနေ့ပွဲဆိုမှာဘာဆောက်သုံးမကြတဲ့ပုံစံဒီနေ့ပွဲထုတ်ခဲ့တယ်ကျွန်တော်နားလေဘူးခက်ခဲတယ်မှပါတယ် okay လူချန်တယ်ဆိုကျွန်တော်အနေနဲ့နားလေဒါပေမဲ့တိုက်စစ်ဘက်မှာ creativity အောက်လည်းမရှိဘူးစာဗီစမွန်းနဲ့အခုလက်ရှိမှာ Tottenham Hotspur သင်းစီရောက်ခဲကဈေးကြီးပေးဝယ်ပြီးနောက်မှာခမကျွန်တော် GIF ပြောမှာစပါစာဗီစမွန်းက Champions League မှာပွဲထွက်ခွင့်တပွဲမှာတော့ကျွန်တော်တို့၃ပွဲဆက် ဖြစ်တယ်ပွဲပွဲပေါ့ပွဲလုံးဝထွက်ခွင့်မရဒါကြောင့်အရင်ကစားသမားအနေနဲ့ပဲဝယ်ခဲ့တာဖြစ်ပြီးတော့ဒါကျွန်တော်တို့ပွဲထွက်ခွင့်တမောမရဒီနေ့ပုံမှန်ဒါကွင်းလယ်ပွဲမှာဒါကျွန်တော်လက်ရှိမှာလူလူများပြောလာပြီဖြစ်တဲ့ပါလီညာနဲ့ဘန်တန်ကားအတွဲယူအစင်မပြေတဲ့ဥစ္စာကြီးဆက်ဆက်သုံးနေနှစ်ကောင်လုံးက overly အရန်ကြီး၄ပါးတယ်ဆိုတာကိုတကယ်တော့အဲ့တော့တစ်ဖက်ကဒါကျွန်တော်လက်ရှိအသိရတာကျွန်တော်ဒါလုတ်ချင်လို့အမှန်တည်းပြောဟိုဘက်ကဒါမူနာတို့ကဂိုလိုဗင်ဆိုတဲ့ခြာခြာလိုက်တော့မဟုတ်ပါဘူးဂိုလိုဗင်ဆိုတဲ့ဘဲကိုလေးတဲ့ကျွန်တော်လုံးဝပြန်ခတ်တယ်ခမရကန်နာကန်နာဆိုကျွန်တော်တကယ်ကိုကျွန်တော်လက်လာကျွန်တော်အမှန်တည်းပြောလက်ရှိမှာဒီ နေ့ပေါ်မှာဗီကာရီကိုလေစပ်ပုံတစ်လုံးလောက်မကြာခင်ဗျာလုံးဝပွဲပြီးသွားမှာဒီနေ့ပေါ်မှာဒါကျွန်တော်ခန်စစ်ပိုင်းနေရောဒါကျွန်တော်အကုန်လုံးကဒါကျွန်တော်လိုအပ်ချက်တွေအများကြီးရှိတယ်ရူမဲရိုကလည်းရှိမှာဒါကျွန်တော် update ကပိန်းဆိုတဲ့ဥစားကျွန်တော်နှိုင်းစုံဒါကျွန်တော်6ပတ်လောက်နားသွားနိုင်တယ်ဆိုပြီးကောလာဟာလိုက်ထွက်လာခဲ့တယ်အဲ့တော့ တော်ပါပြီလက်ရှိမှာဒါကျွန်တော်စပါတင်းနဲ့လက်ရှိမှာခံစင်ပိုင်းရတကယ်ကိုချီချူပါတယ်တကယ်ကောင်းတယ်ဒါပေမဲ့ခုနကပြောသမီးလက်ရှိမှာခံစင်ပိုင်းရဒီနေ့ပြောသမီးအရန်ကြီးဘာမှမဟုတ်တာဟာငါတို့တင်ကခံစင်ပိုင်းကောင်းပြီးကြိုင်ခဲ့တာဆိုပြီးတော့စောက်ပုံကြမ်းမနေ့ကခံစင်ပိုင်းကောင်းလဲဆိုတာပြင်းဖို့ကောင်းတဲ့ပွဲဖြစ်မှာဟုတ်တယ်မလားကျွန်တော်တစ်ဖက်ကလည်းဒါကျွန်တော်တိုက်စစ်ကိုကျွန်တော်တို့မဖောက်နိုင်ဘူးကျွန်တော်တို့ကလည်းဒါတစ်ဖက်ကိုမဖောက်နိုင်အဲ့လိုပုံစံဖြစ်မှာ ဒါပေမဲ့လက်ရှိမှာဟိုဘက်ကတော့ရှော့ဖောက်တယ်တောင်းရှော့ဖောက်တယ်ကွင်းလယ်မှာဆိုမသိရင်ကျွန်တော်တို့ဒါဟိုပြောရမယ်ဆိုဟိုဝိုင်းကြီးပတ်ပတ်ဒူဘဝေးဆယ်ပတ်လောက်ပတ်ပြေးလို့ရတယ်တကယ်ကိုကွင်းလယ်ပိုင်းကစိတ်ပြတ်ဖို့ကောင်းလောက်အောင်ကိုတစ်ဖက်ကဘယ်ဘက်ကကြီးကြီးတော်တော်လေးစိတ်ပြတ်ဖို့ကောင်းတယ်ဒီနေ့ပေါ်မှာကျွန်တော်တို့ highlight လေးပြောပါဆိုရင်တော့ဒါကျွန်တော်တို့အာချီဂရင်းနေဒီနေ့ပေါ်မှာမဆိုးသူရဲ့အာထုတ်မှုတွေကိုတွေ့ရတယ်ပြီးရင်ကျွန်တော်တို့ဒါအိုဒိုဘက်ဝေးဆယ်အိုဒိုဘက်နေဒီနေ့ပေါ်မှာသူဒါကျွန်တော်တို့လက်ရှိမိနစ်ကမထွက်သွားခင်အထိဝေးဆယ်အိုဘရဘကဒါလက်ရှိမှာဒါအကောင်းဆုံးစားဖြစ်တယ်တစ်ဖက်ရဲ့အသင်းတွေကကျွန်တော်တို့အသင်းကြောင်းကောင်းကောင်းကြီးတည်နေပြီဒါကျွန်တော်ရှင်းရှင်းလေးဒါကျွန်တော်မိုဟာမက်ကူဒက်စ်ကို ကျွန်တော်အသင်ကအတီကြီးဆွတ်ဆက်ပြီးတဲဆိုရတယ်။ဟိုဘက်ကမိုဟာမက်ကူဒက်ဆိုကစားသမားမျိုးကောက်ပြီးပိတ်ချတယ်ကျွန်တော်စပါအသင်တိုက်စစ်ပိုင်းလုံးဝရေးချသွားတယ်။ကျွန်တော်နေလက်ရှိမှာဒါကျွန်တော်တို့ဒါ Twitter မှာဘေးရီပြောသူပဲ။ Harry King ကတစ်ဖက်က Club Brugge နဲ့ပွဲစဉ်မှာဒါဆောင်ရမ်းတောက်ပနေတဲ့အချိန်မှာကိုရီးယား Richelieu ကိုဝစ်ကြွေးကြီးကြီးနဲ့ထိုင်ကြည့်နေရတဲ့သဘောမှရှိတယ်။တကယ်ကိုစိတ်ပြတ်ဖို့အရန်ကောင်းတယ်ပေါ့နော်။အဲ့တော့ ဒီတိုင်းသာဆက်သွားသိကြပါလက်ရှိမှာဒါကျွန်တော်တို့ရာမဲ့ပွဲချက်တွေမှာဒါကျွန်တော်တို့အများဆုံးကျွန်တော်တို့သိရပဲရဖို့ရှိတယ်။တခန်းစစ်ပိုင်းတော်ဒါကျွန်တော်တို့လက်ရှိမှာဗစ်ကာရီကိုဆွတ်ဆက်ကယ်မရမယ်။ဒီတဲ့ရူမေရူမရှိတဲ့ခန်းစစ်ဒါအကိတ်ဗန်ဒါဗင်းသားတခုဖြစ်သွားပြီ။ပြီးသွားပြီ။ဒီမှာလက်ကြည့်စရာမလိုလက်ရှိမှာကျွန်တော်ပြောသူပဲဒီခြေတိုင်းကိုတော်တန်ဟော့စပါအသင်းအနေနဲ့ရှင်းပါတယ်။ဒါကျွန်တော်တို့ရှင်းရှင်းလေးပဲဒါကျွန်တော်တို့ဒါနောက်တစ်ဆင့်တက်ဖို့မပြောနဲ့။ဒါကျွန်တော်တို့လက်ရှိမှာ qualifying round သွားဖို့တော့မှကန်ကောင်းရင်ပတ်သွားမယ်နေထားမှရှိတယ်။လက်ရှိမှာဒါကျွန်တော်ဘူဒူးအင်္ဂလိပ်ကိုကျွန်တော်တူတူသိကြ။လက်ရှိမှာမူနာကွေးအင်္ဂလိပ်မှာအဲ့အိုးဘောအင်္ဂလိပ်သူများရဲ့အိုး ဘလို့ပဲပြောပြတယ်မနေ့ကကစားကွက်ရဲ့အနေဆုံးကောင်းနေတယ်ဆိုရင်တော့မလည်းဖြစ်အဲ့တော့ Thomas Frank ကလက်ရှိမှာသူ့ကိုသူ့ဒါ Tottenham Hotspur ကင်နာမိနေမှုရပါတယ် Brentford အသင်းကြီးကိုကင်နေတဲ့ပုံသူ့အနေနဲ့မြင်ပါတယ်အဲ့တော့ Tottenham Hotspur အသင်းကလက်ရှိမှာဒီနေ့ပွဲမှာရှုံးခဲ့တင်ပြီးတော့ Monaco ကနိုင်ခဲ့တင်တဲ့ပွဲဆိုပြောမှာဆိုအင်္ဂလန်အသင်း6သင်းကန်တဲ့အချိန်မှာ Tottenham Hotspur အသင်းကတော့အင်္ဂလန်အသင်းတွေကိုစောက်ရှက်ကိုအကြီးကြီးခွဲနေဖြစ်ပါတယ်ကျန်တဲ့အသင်းတွေအကုန်လုံးဒါကျတော့လက်ရှိမှာ3ခုနဲ့ထပ်နိုင်တဲ့အချိန်မှာ Spurs အသင်းကလက်ရှိမှာကန်ကောင်းလို့မရှုံးသွားတယ်ဆိုတဲ့ဂုံပုံနဲ့တူ တိုင်ပတ်သွားကြတာတွေ့အဲ့တော့မျက်စိမှာတော်တော်ဟော့စပါတင်နဲ့ဒီတိုင်းဆိုရင်တော့ဒါကျွန်တော်အုပ်စုစင်ကတက်ဖို့တော့မနေရုံရမယ်လို့ပြောရင်းနေပဲကျွန်တော်တော်ကိုပြပါအောင်ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0ဆိုတဲ့ TV4U မှာကျင်းလို့စပောင်းကိုကြည့်လို့ရပါတယ်မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာဖြစ်ပါတယ်အားလုံးကြည့်ကြပါတယ်ကောင်းမွန်တော့နေလေးနေဖြစ်ပါစုံမောင်းအောင်တောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးကြည့်ကြပါတယ်မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးကြည့်ကြပါတယ်ကျွန်တော်တို့ရဲ့နောက်မှာအေးအေးဆေးဆေးတွေ့ကြတာပေါ့ဒီပါဗျ